မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Khui Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးသလို NDLA ရှိနိုင်တဲ့ဘူမိဗေဒအချက်အလက်တစ်ခုဖြစ်တဲ့စကိုင်းပြည့်ရွေကျော်အကြောင်းကိုမျှဝေပေးခြင်းပါတယ်ဒါကမြန်မာနိုင်ငံအလဲပိုင်းကိုမြောက်မတောင်သို့ဖြတ်သန်းသွားတယ်အလွန်တက်ကြွပြီးဒလင်တွေရဲ့မိခင်လို့တောင်တင်စားနိုင်တဲ့ပြည့်ရွေကျော်ကြီးတစ်ခုပဲဖြစ်ပါတယ်ဗျာ အရှေ့ကီလိုမီတာ1200ကျော်မိုင်900ကျော်ရှည်လျားတာကြောင့်ကဘာပေါ်ကကုန်းရင်းပိုင်းဘေးတိုက်ရွေလျားပြက်ကြီးတွေထဲမှာအခြေဆုံးတွေကတခုအပါဝင်ပဲဖြစ်ပါတယ်ရွေလျားနှုန်းကတော့တနစ်ကိုပြန်းမြ18မှ25မီလီမီတာတလက်မှနေပါနှုန်းရွေးနေတာကြောင့်ဘူမိဗေဒအချင်းစကေးရာတော်တော်များတဲ့နှုန်းလို့ဆိုပါတယ်ဒါကြောင့်ဖီးအားတွေမြန်မြန်စုပုံပြီးငလျင်ကြီးတွေလောက်ခတ်နိုင်ချိန်ပိုများစေပါတယ် တရေးကြီးဆုံးချက်ကမြန်မာနိုင်ငံရဲ့လူဦးရေအများဆုံးတမန်ဝင်မျိုးကြီးတွေဖြစ်တဲ့စကိုင်းမန္တလေးအင်းဝဘကူစားတဲ့မျိုးတွေနဲ့အရေးပါတဲ့အခြေခံအဆောင်တွေရဲ့အနီးကပ်ဒါမှမဟုတ်ဓာတ်ရိုက်ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ငလင်လောက်ရင်တက်ရောက်မှုပိုကြီးမားနိုင်ပါတယ်။နေရာတော်တော်များများမှာပြတ်၍ကြောင့်မြေပြင်ပေါ်မှာဖြစ်နေတဲ့အပြောင်းလဲတွေလွဲချော်နေတဲ့ချောင်းတွေတောင်ကုန်းတွေမြေသားအစင်းရာတွေကိုမြင်တွေ့နိုင်တာကြောင့်လ ీల ာရတာပုံမို့လွယ်ကူစေပါတယ်။ ငန်းရီတွေဘာကြောင့်လှုပ်တယ်ဆိုရင်တော့ပြည့်ရွေတဖက်တစ်ချက်ဟာကြောက်သားတွေနဲ့ဆန့်ကျင်ဘက်ကိုရွေ့ချင်နေပါတယ်။ဒါပေမဲ့ဂျားတွေကကြောက်သားတွေရဲ့ပုတ်တိုင်အားကြောင့်ချက်ချင်းမရွေ့နိုင်ပဲတင့်နေတယ်။ရာဘာကြိုးကိုဆွဲဆန့်ထားသလိုဖြစ်နေပါလေဗျ။ရွေ့ချင်တဲ့အားကြောင့်ကြောက်သားတွေထဲမှာဖီအားနဲ့စွမ်းရည်တွေတဖြည်းဖြည်းစုပေါင်းလာပါတယ်။အဲ့ဒီစုပေါင်းလာတဲ့စွမ်းရည်ကကြောက်သားတွေရဲ့ခန်းတိုင်းအားဒါမှမဟုတ်ပုတ်တိုင်အားထဲကျော်လွန်တဲ့အခါ ခွက်လိုဆိုတဲ့အတန်းနဲ့အတူရော့တရဲ့ကျိုးပြတ်ပြီးလွဲချော်ရွေလျားသွားပါတော့တယ်။အဲ့ဒီလိုရော့တရဲ့လှောက်ထက်သွားမှုကြောင့်စုပုံထားတဲ့စွမ်းရည်တွေဟာလှိုင်းအဖြစ် အရက်လေးမျက်နှာကိုပြန့်ထွက်သွားပါတယ်။အဲ့ဒီလှိုင်းတွေကိုပဲကျွန်တော်တို့ကငလင်လောက်တယ်လို့ခံစားရတာပါ။စကိုင်းနဲ့မန္တလေးတိုင်းဟာဒီပြည့်ရွေအလဲပိုင်းအတက်ကြွာဆုံးအပိုင်းနာမှာရှိတာကြောင့်ငလင်ဘေးအန္တရာယ်အထူးမြင်မာတဲ့ဒေသပဲဖြစ်ပါတယ်။ပြည့်ရွေကျော်ကြီးက ်စကိုင်းမြို့အနောက်ဘက်အင်းဝတရတူးမြို့တွေနဲ့အရန်နီးကပ်နေပြီမန္တလေးမြို့ကြီးနယ်လည်းမဝေးပါဘူးဒီလိုနီးကပ်နေတာကြောင့်ပြည့်ပြည့်ကျော်ပေါ်မှာငလင်တစ်ခုခုလှုပ်ခဲ့ရင်ဒီဒေသတွေဟာပြင်းထန်တဲ့တုံခါမှုကိုဓာတ်ရိုက်ခံရနိုင်ချေများပါတယ်ဒါအပြင်ဒီဒေသတွေမှာလူဦးရေလည်းများတမိုင်းဝင်အထင်ကရဖျားစီတွေတွေတက်တန်းရင်အစာအုပ်တွေအရေးကြီးတဲ့သဒ္ဓါတွေဆယ်ရီရှိတာကြောင့်ငလင်ကြောင့်ထိခိုက်ပိုပြတ်နိုင်စေပါတယ် တမိုင်းမှာလည်းဒီပြည့်ပြည့်ကျောနဲ့ဆက်ဆက်ပြီးငလျင်ကြီးတွေလှုပ်ခဲ့ပူပါတယ်။1839ခုနှစ်မှာအင်းဝမှာအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခဲ့ပြီးအင်းဝမြို့တော်ဟောင်းနဲ့ပတ်ဝန်းကျင်ကိုအကြီးအကျယ်ပျက်စီးစေခဲ့ပါတယ်။1930ဘကိုးငလျင်ကတော့ခရစ်တသမတော့မဂနီကျူးလောက်ရှိခဲ့ပြီးဘကိုးနဲ့ရန်ကုန်မှာပါထိခိုက်ပျက်စီးမှုများပြီးလူတွေအများကြီးသေဆုံးခဲ့ပါတယ်။ဒါကပြည့်ရဲ့တောင်ပိုင်းနဲ့ဆက်ဆက်နေပါတယ်ဗျ။ 956ခုနှစ်မှာတော့သခိုင်းကနေခုနှစ်တက်သမတ်အစ်မက်ဂနီကျူလောင်းနဲ့သခိုင်းမျိုးနဲ့အတီးတဝိုက်ကို ပြက်စီးစေခဲ့ပါတယ်2012ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့တပေချင်းငလင်းကတော့6တက်သမတ်8မက်ဂနီကျူထိရှိခဲ့ပြီးမန္တလေးမြောင်ပိုင်းရှိဖို့ခရိုင်ပြည့်ပြည့်ကျောပေါ်မှာလှုပ်ခဲ့ပြီးအဆအဦးပြက်စီးမှုလူသေဆုံးမှုတွေရှိခဲ့ပါတယ်ဒီမှတ်တမ်းတွေကသခိုင်းပြည့်ပြည့်ကျော်မှာငလင်ကြီးတွေထက်လောက်နိုင်သေးတယ်ဆိုတာကိုတတိပေးနေပါတယ်ဗျာ။ ကျွန်တော်တို့ကဘယ်လိုဂယုစိုက်တယ်လဲဒီအကြောင်းတွေသိထားပြီးဂယုစိုက်ဖို့လိုအပ်တဲ့အကြောင်းအရာတွေအများကြီးပဲရှိပါတယ်နံပါတ်1အနေနဲ့ကတော့အသက်အိုးဝင်လုံခြုံရေးပဲဖြစ်ပါတယ်ပြည့်ပြည့်ကျော်နာနေသူတွေအတွက်ငလင်ဆိုတာကိုယ့်အသက်ကိုယ့်မိသားစု ကိုယ်ပိုင်ဆိုင်မှုတွေကိုတားရိုက်ချင်းချောက်နေတဲ့အန္တရာယ်ပဲဖြစ်ပါတယ်ငလင်ကကိုယ်နဲ့မဆိုင်ဘူးလို့လုံးဝတွေးလို့မရပါဘူးဗျနံပါတ်2အနေနဲ့ကတော့လူမှုရေးနဲ့စီးပွားရေးပဲဖြစ်ပါတယ် မြလင်ကြီးတစ်ခုလှောက်ခတ်သွားရင်လမ်းတွေတရားတွေဆက်သွယ်ရေးတွေပျက်စီးရမှာဖြစ်ပါတယ်။စီးပွားရေးတွေရပ်တန့်ပြီး လူမှုဘဝတွေအများကြီးထိခိုက်နိုင်မှာပဲဖြစ်ပါတယ်ဗျ။နံပါတ်3အနေနဲ့ကတော့ယဉ်ကျေးမှုအမွေအနှစ်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့တံပိုးထားရတဲ့သခိုင်းမန္တလေးအင်းဝါကရှေးရောင်စီတီပထိုးတွေအဆောက်အုံတွေကငန်းလင်းကြောင့်ပျက်စီးဆုံးရှုံးနိုင်စီအရမ်းများပါတယ်။ဒီအန္တရာယ်ကိုတီထားမှကြိုးတင် ပြင်ဆင်လို့ရမှာပါ။ တယောက်ချင်းစီကားဆလို့မိသားစုရက်ရွာနိုင်ငံအဆင့်ထိဂလင်လောက်ရင်ဘာလုပ်ရမလဲအိမ်ကိုဘလို့ပြင်ဆင်ရမလဲအရေးပေါ်ပစ္စည်းတွေဘာဒီစောင့်ထားရမလဲဆိုတာကိုမိษွေတို့အနေနဲ့ကြိုတင်သိရမှာပဲဖြစ်ပါတယ်အနာဂတ်မှာလည်းငလင်နဲ့ခံတိုင်းနဲ့အဆောက်အုံတွေစောက်တာငလင်အသိပညာတွေဖြန့်ဝေတာသူတွေတနာတွေလောက်တာအနာဂတ်မှာဖြစ်နိုင်မဲ့ဆုံးရှုံးမှုတွေရှော့ချဖို့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေလောက်ရမှာပဲဖြစ်ပါတယ်ဗျငလင်တွေရဲ့မြို့တော်လို့တင်စားခေါ်တဲ့ဂျပန်နိုင်ငံကလည်း အနာဂတ်မှာငလီနန်ခံနိုင်တဲ့အစာအုပ်တွေစောက်တာသူတေသနာလောက်တာနဲ့ဆုံးရှုံးမှုတွေကိုရှော့ချဖို့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်နေတာကိုမိတ်ဆွေတို့အနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သခိုင်းပြည့်ရကျော်ဆိုတာကတော့မြန်မာနိုင်ငံရဲ့ရှောင်းလဲလို့မရတဲ့ဘူမိဗေဒအမှန်တရားနဲ့အန္တရာယ်တစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့သဘောတဘာဝါ သူပေးနိုင်တဲ့အန္တရာယ်ကိုကောင်းကောင်းနားလည်ပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ထားနိုင်ခြင်းကကျွန်တော်တို့ရဲ့အသက်ဝိုင်းစည်းစိမ်နဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်ဖို့အထူးရောက်ဆောင်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ဗျဒီငလျင်မှတ်တမ်းတွေကစကိုင်းပြည့်ရကျော်ကြီးမှာငလျင်ကြီးတွေထက်လုံနိုင်သေးတယ်ဆိုတာကိုသတိပေးနေတာပဲဖြစ်ပါတယ် မိတ်ဆွေတို့အနေနဲ့ကြိုတင်သိရှိထားနိုင်ရန်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းဒီလိုဘဝဥဒ္ဒရရစီမဲ့အစီအစဉ်တွေကိုတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ခွီးအန်တာထိန်မန့် YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။မင်္ဂလာရှိလာတဲ့တကြံနှစ်သစ်မှာစိတ်ချမ်းသာကိုကျမ်းပါပြီ။ကက်ကြီးသုံးပါကိုအမြန်ဆုံးကြော်လွားနိုင်ပါစေလို့ကျွန်တော်အနေနဲ့မြစ်တာဖို့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။